Burma Independent Voice မင်္ဂလာပါခင်ဗျာဒီကနေ့အောက်တိုဘာလ23ရက်နေ့ VIP ရဲ့ညကင်းသတင်းစီစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့သတင်းစီစဉ်မှာတော့မြန်မာနိုင်ငံမှာ Starlink မပိတ်ဖို့မြန်မာလူခွင့်ရေးဖွဲ့တောင်းဆိုရဆိုတဲ့သတင်းမမောက်မှာ SN ကစစ်ဘေးရှောင်ပြည်သူတွေကိုအတမစစ်တင်နန်းတက်ခိုင်းနေဆိုတဲ့သတင်းကြားဖြန့်လုပ်သားတွေထိုင်းနိုင်ငံဘက်ခိုးဝင်လာတဲ့ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရပြည်တွင်းသတင်းတွေနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ပထမဆုံးအနေနဲ့မြန်မာနိုင်ငံမှာ Starlink မပိတ်ဖို့မြန်မာလူခွင့်ရေးဖွဲ့တောင်းဆိုရဲဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်။ပြည်ပခစစ်ဘေးတန်ခံနေရတဲ့မြန်မာပြည်သူတွေအတွက်လူခွင့်ရေးရှုဖောက်တာတွေပိုမိုခံရလာနိုင်တာကြောင့်မြန်မာနိုင်ငံအတွင်း Starlink ဝန်ဆောင်မှုအားလုံးကိုမပိတ်ဖြစ်ဖို့မြန်မာလူခွင့်ရေးအဖွဲ့ Human Rights မြန်မာကတောင်းဆိုလိုက်ပါတယ်။အောက်တိုဘာလ22ရက်နေ့ကတောင်းဆိုလိုက်တာဖြစ်ပြီးအာဏာသိမ်းစစ်တပ်ကနိုင်ငံတော်အင်တာနက်ဖြတ်တောက်ကပိတ်ဆို့တာတွေကိုစနစ်တကျလက်နက်ဖြင့်အသုံးပြုပြီး လူအခွင့်ရေးချိုးဖောက်နေတာကြောင့်စတားလင်ဝန်ဆောင်မှုတွေကိုအနိုင်ငံလုံးတိုက်တာနဲ့ပြိမဖြစ်ဖို့ဆိုပါတယ်။ American Congress ကမြန်မာနိုင်ငံအတွင်းငွေလိမ်ခိုင်းတွေကလူကုန်ကူးတာလူအခွင့်ရေးချိုးဖောက်တာတွေကျူးလွန်နေပြီးသူတို့ရဲ့အဓိကဆက်သွယ်မှုစနစ်ဖြစ်စတားလင်ဝန်ဆောင်မှုကိုပိတ်ဖို့ဖိအားပေးထားပါတယ်။ဒါ့အပြင်ဒီမိုကရေစီရေလှုပ်ရှားနေတဲ့ဒေါ်လာရင်းအင်အားစုတွေအတွက်ဆက်သွယ်ရေးလိုင်းတွေမှာများစွာအရေးပါပြီးစစ်ကောင်စီရဲ့လူခွင့်ရေးချိုးဖောက်မှုတွေကို စောင့်ကြည့်စီရင်ခံဖို့အတွက်ပါအရေးကြီးတယ်လို့စီရင်ခံစာကမိမောင်းထုတ်ပြထားပါဗျ။ရာဇဝတ်ခိုင်းတွေကစတားလင်ဝန်ဆောင်မှုများပိတ်ပင်ခံရရင်အခြားနီလန်ဒါမှမဟုတ်အခြားနိုင်ငံတွေကိုအလွယ်တကူကူးပြောင်းနိုင်ကြပြီးမြန်မာပြည်သူတွေကသာအ धिक ထိခိုက်နစ်နာမှာဖြစ်တာကြောင့်ရာဇဝတ်သားတွေတဲ့ပြည်သူတွေကိုသာအပြစ်ပေးရရောက်တယ်လို့ထောက်ပြထားပါဗျ။ကုလသမဂ္ဂစီးပွားရေးနဲ့လူ့ခွင့်ရေးဆိုင်ရာလမ်းညွှန်မှုမူဝါဒတွေနဲ့ပွင့်လင်းမြင်သာတဲ့လူ့ခွင့်ရေးဆိုင်ရာတွေတင်လျော်တဲ့စုံစမ်းထောက်လန်းနာတွေပြုလုပ်ဖို့လည်းတိုက်တွန်းထားပါဗျ။ နောက်တဲ့သတင်းတစ်ပုဒ်အနေနဲ့မမောက်မှာ SNE ကစစ်ဘေးရှောင်ပြည်သူတွေကိုအထက်မှအစ်စ်တန်းတက်ခိုင်းနေဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။စကိုင်းတိုင်းမမောက်မြို့နယ်ကစစ်ဘေးရှောင်ပြည်သူတွေရှမ်းနီအမျိုးသားတပ်မတော် SNE ကသူတို့ထိန်းချုပ်နယ်မြေကိုခေါ်ဆောင်သွားပြီးစစ်တန်းတက်ခိုင်းနေတယ်လို့ဒေသတွင်းသတင်းတွေကဖော်ပြကြပါရယ်။တိုက်ပွဲတွေကြောင့်မမောက်မြို့နယ်စက်တော်နားရကာကံရွာခိုနန်းခိုပြင်းညောင်တရာတို့ကဒေသခံပြည်သူတွေဟာတော်ရဲပုံးဆောင်နေစဉ် အော်တိုဘာလ9ရက်နေ့ကစပြီးရှမ်းနီအမျိုးသားများတက်မတော့ SN ကခေါ်ဆောင်သွားတာလို့ဆိုပါတယ်။ VIP ရဲ့တရင်ချင်းမြစ်တူကတော့ပြီးခဲ့တဲ့စက်တင်ဘာလ20ရက်နေ့မှာစစ်ကော်မရှင်နဲ့ရှမ်းနီအမျိုးသားများတက်မတော့ SN အဖွဲ့ထိန်းချုပ်ထားတဲ့ဗမောက်မျိုးကိုဒေါ်လာရင်းတက်တွေကတင်ပိုက်ခဲ့ပြီးရှမ်းနီအမျိုးသားများတက်မတော့ SN နဲ့ပူးပေါင်းတက်တွေဟာဗမောက်နောက်ဖက်ချမ်းကိုစုပ်ပြေးသွားတယ်လို့ပြောပါတယ်။အဲ့ဒီအော်တိုဘာလ20ရက်ကစပြီးရှမ်းနီမျိုးသားများတက်မတော့ SN စိုးမိုးနယ်မြေတွေက နန်းနန်းထွန်းကျွရအောက်စုအနီးမှာစစ်တပ်နဲ့ပေးနေတာလို့ဒေသခံစစ်ရင်းမြစ်ကဆိုပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မောင်တော်မှာ IRSA ဖွဲ့ကအရက်သားပြည်သူတွေကိုရှုံခိုတိုက်ခိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်။တခိုင်းပြည်နယ်မောင်တော်မြို့နယ်မှာ IRSA ဖွဲ့မှချုံခိုတိုက်ခိုက်ဖြစ်ခဲ့တာကြောင့်နှစ်ဦးသေဆုံးခဲ့တယ်လို့အာရကတက်တော်သတင်းနယ်ပြန်ကြားရေးဖွဲ့ကထုတ်ပြန်ထားပါတယ်။မနေ့ကအော်တိုဘာလ22ရက်နေ့ညပိုင်းကထုတ်ပြန်တာဖြစ်ပြီးအဲ့ဒီနေ့နေ့လယ်2နာရီဝန်းကျင်မှာရသေးတောင်မြို့နယ်ဇေဒီပြင်ကျေးရွာမှာ အသက်30အရွယ်ကိုထွန်းဝင်းကသူ့ရဲ့ခရီးသည်တင်ကားနဲ့ရသေးတောင်မြို့နယ်ဇီတီပြင်ကျေးရွာမှာဆန်စီစာမြုပ်သီးတွေကိုဝယ်လာတဲ့ခရီးသည်5ဦးတို့ကိုတင်ဆောင်လာမောင်တော်မြို့နယ်ကြောက်ပနူရွာဘက်ကိုထွက်ခွာလာခဲ့ပါတယ်။မောင်တော်မြို့နယ်မျိုးရွာရဲ့အရှိတ်တရားနီးမှာ ERSA ဖွဲ့ကရှုံခိုတိုက်ခိုက်ခဲ့ပြီး ကားပေါ်၌ပါလာတဲ့ခရီးသည်5ဦးနဲ့ကားမောင်းသမားကိုဖမ်းဆီးခေါ်ဆောင်သွားပြီးဆန်စီစာမြုပ်သီးစတဲ့စားသုံးကုန်တွေကိုလည်းယူဆောင်သွားတယ်လို့ထုတ်ပြန်ချက်ကဆိုပါတယ် အေကအဲ့ဒီအခင်းဖြစ်ပြတဲ့နေရာကိုတွားရောက်ပြီး ERSA ဖွဲ့မှဖမ်းဆီးတွားသူတွေကိုလိုက်လံရှာဖွေရာအခင်းဖြစ်ပွားရာနေရာအနီးမှာခကြီးတဲ့၅ဦးတည်းကအသက်30အရွယ်ဝေဝေဆိုးနဲ့အသက်40အရွယ်နိုင်နိုင်ဆွေလို့ခေါ်တဲ့အမျိုးသမီးနှစ်ဦးမှာတနက်နဲ့ပြက်ခတ်တက်ဖြတ်တာခံရပြီးတေဆုံးသူဝေဝေဆိုးရဲ့အယုတ်လောင်းပေးမှာ၃နှစ်အရွယ်သမီးကိုအသက်ရှင်လျက်တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။အဲဒီနောက်ကားမောင်းသူကိုထိန်ဝင်းခကြီးတဲ့မောင်တန်းထွေ25နှစ်တို့ကိုလည်းဒဏ်ရာတွေနဲ့ထပ်မံတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။ ဒါဟာကနေဥတုပြန်ချက်ဖြစ်ပြီးပြည်သူတွေကိုတက်ဖြတ်သွားတဲ့ ARSA တက်ဖြတ်ဝင်တွေကိုလိုက်လံရှာဖွေလျက်ရှိကအသေးစိတ်နဲ့နောက်ဆက်တွဲသတင်းတွေကိုဆက်လက်ထုတ်ပြန်သွားမယ်လို့အာရကတက်တော် AA ကဆိုပါတယ်။နောက်ထပ်သတင်းတစ်ပုတ်အနေနဲ့ကလေးငယ်တွေအပေါ်စစ်ကော်မရှင်ကလေချောင်းတိုက်ခိုက်မှုကိုဗြိတိရှ်တန်ယုံကြီးကရှုတ်ချတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်။ကလေးငယ်များပါဝင်ရက်သားပြည်သူများပေါ်လေချောင်းတက်ခိုက်တာတွေဆက်လက်ကျူးလွန်နေတဲ့စစ်ကော်မရှင်ကို UK အစိုးရအနေဖြင့် အဲ့ဒီလောက်ရက်တွေပေါ်ရှုတ်ချရဲလို့ရန်ကုန်ရှိယူတီချာတန်ယုံအကြီးကဲမစ္စတာအန်ဒရူးဂျက်ဆင်ကပြောပါတယ်အော်တိုဘာလ22ရက်နေ့က UK မြန်မာတန်ယုံ Facebook ကနေဗီဒီယိုနဲ့ပြောကြားခဲ့တာဖြစ်ပြီးအခုလိုတိုက်ခိုက်မှုတွေဟာအင်မတန်ကြမ်းမှုဖွယ်ဖြစ်ပြီးလုံးဝရှောင်ရှားရမယ့်လောက်ရက်မျိုးဖြစ်ကကလေးတငယ်တွေရဲ့အခွင့်အရေးကိုစိုးဝါးစွာဖောက်ပြတာလည်းဖြစ်တယ်လို့ဆိုပါတယ်ဒါ့အပြင် UK အစိုးရအနေနဲ့မြန်မာနိုင်ငံကလူ့အခွင့်အရေးရှုတ်ဖောက်ကျူးလွန်တာတွေကိုတာဝန်ခံမှုရှိစေဖို့ ဆက်လက်တွန်းအားပေးသွားမှာဖြစ်တယ်လို့ပြောပါတယ်။လာမယ့်ရက်တွေမှာတက်နိုင်သမျှလူတွေနဲ့စကားပြောနားထောင်ပြီးမြန်မာနိုင်ငံရဲ့မတူကွဲပြားမှုအကြောင်းကိုပုံမသိရှိနိုင်ဖို့လေ့လာသွားမယ်လို့သူကအသိပေးလိုက်ပါတယ်။နောက်ထပ်သတင်းပုတ်အနေနဲ့မြဝတီကြားဖြတ်လုပ်ငန်းတွေမှာအသုံးပြုနေတဲ့ Starlink 2500ကျော်ကို SpaceX ကပိတ်ပင်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်။မြန်မာထိုင်းနယ်စပ်ရောက်ရီပတ်ချမ်းမှာရှိတဲ့ကြားဖြတ်ငွေလင်ငိုင်းတွေမှာ အသုံးပြုနေတဲ့ Starlink စက်ပစ္စည်း2500ကျော်ကို SpaceX ကုမ္ပဏီကပိတ်ပင်လိုက်ပါတယ်။အော်တိုဘာလ22ရက်နေ့ကပိတ်ပင်လိုက်ကြောင်း SpaceX ကထုတ်ပြန်ချက်ကို AFP သတင်းဌာနကဖော်ပြထားပါတယ်။မြန်မာထိုင်းနယ်စပ်မှာထိုင်းနိုင်ငံကမြောက်ရီဘက်ချမ်းကိုအင်တာနက်နဲ့ပစ္စည်းတအားဖြတ်တောက်ပြီးနောက်ကြားဖြန့်လို့ခေါ်တဲ့စိုက်ဘာငွေလိမ်ငိုင်းတွေဟာမြန်မာနိုင်ငံဘက်ကိုပြောင်းရွှေ့လာပြီး Starlink ဂျိုတုအင်တာနက်ကိုအဓိကထားအသုံးပြုခဲ့ပါတယ်။ Street H ရဲ့ဒုတိယဥက္ကဋ္ဌကကုမ္ပဏီကိုယ်တိုင်တန်တရားဖြစ်ပွေနေရာတွေကိုရှာဖွေတွေ့ရှိပြီးအဲ့ဒီဆက်တွေကိုပိတ်ပင်လိုက်တယ်လို့အတည်ပြုပါတယ်။ဒီလို Street H ကမြန်မာထိုင်းနယ်စပ်မြောက်ဝရီဘက်ခြမ်းမှာရှိတဲ့ကြားဖြတ်ငွေလင်ကိုင်းတွေမှာအသုံးပြုနေတဲ့ Starlink ဆက်ပစ္စည်းပိတ်မယ်လို့သတင်းထွက်ပေါ်ပြီးနောက်ပြီးခဲ့တဲ့သတင်းဘက်ကစစ်တပ်ကခရင်ပြည်နယ်မြောက်ဝရီမြို့ကကြားဖြတ်ချန်ဖြစ်တဲ့ KK ဘက်ကိုအယောင်ပြဝင်ရောက်စီးနင်းခဲ့ပါတယ်။ KNU တမ်ဟာတဲ့နယ်မြေမှာ လက်နက်ကြီးကြပြီးကလေးနှစ်ဦးပါဝင် သုံးဦးသေဆုံးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြည်ပြည်နယ်ဖမ်းမြို့နယ်ဟားပေါ်ရွာမှာပြီးခဲ့တဲ့အောက်တိုဘာ20ရက်ကစစ်ကောင်စီတပ်ရဲ့လက်နက်ကြီးကြီးကြောင့်ကလေးနှစ်ဦးပါဝင် ရက်သားသုံးဦးသေဆုံးတယ်လို့ KNU တထုံခရိုင်ကထုတ်ပြန်ထားပါတယ်။ဒါအပြင်လူ20နီးပါးထိခိုက်ဒဏ်ရာရခဲ့ပြီးညနေပိုင်း9နာရီကျော်က120မမလက်နက်ကြီးကြီး3လုံးကြားရောက်ပောက်ကွဲခဲ့တယ်လို့ KNU ကဆိုပါတယ်။အဲ့ဒီလက်နက်ကြီးကြီးတွေဟာ ရွာထဲကြောက်ရွံ့ခဲ့တာကြောင့်အသက်6နှစ်နဲ့အသက်7နှစ်အရွယ်မိန်းကလေး2ဦးအသက်38နှစ်အရွယ်အမျိုးသား2ဦးအပါအဝင် စုစုပေါင်း3ဦးတည်ဆုံခဲ့သလို16ဦးဒဏ်ရာရခဲ့တယ်လို့သိရပြီးပြစ်ခတ်မှုကိုတော့ခပ်ပွန်ခရိုင်ကမာမောင်းမြို့မှာရှိတဲ့စစ်ကော်မရှင်အထိုင်တက်ကပြစ်ခတ်တာလို့ KNU ရဲ့သတင်းထုတ်ပြန်ချက်ကဖော်ပြထားပါတယ်။ထိခိုက်ဒဏ်ရာရရှိသူတွေကိုကူညီကယ်ဆယ်ရေးအဖွဲ့တွေကကမာမောင်းမြို့ကနေတဆင့်ဒေါင်ကလေးစစ်စီယုံစီလွှဲပြောင်းပို့ဆောင်ခဲ့ကဖာဘော်ရွာလေးက ဖားပုံခရိုင်ကမပေါင်းမြို့ရဲ့အနောက်ဘက်မှာတည်ရှိတာဖြစ်ပြီးတိုက်ပွဲမဖြစ်ပွားပဲလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာလို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်တင်နဲ့ကြားဖြန့်လုပ်သားတွေထိုင်းနိုင်ငံဘက်ကိုခိုးဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်။မြန်မာထိုင်းနယ်ဆက်ရဝတီမြို့ပတ်ချမ်းမှာရှိတဲ့ကြားဖြန့်ငွေလင်ကိုင်းတွေမှာလောက်ကင်နေတဲ့လုပ်သားတွေကိုစစ်ကော်မရှင်ကဝင်ရောက်ဖမ်းဆီးမယ်ဆိုတဲ့သတင်းကြောင့်မြန်မာပါဝင်နိုင်ငံပေါင်းစုံကငွေလင်ကိုင်းသားတွေဟာ ထိုင်းနိုင်ငံဘက်ကိုထွက်ပြေးတန်းချောင်ခဲ့ကြပါတယ်။အဲ့ဒီထွက်ပြေးတန်းချောင်တဲ့အထက်မှာလူတချို့ကသာထိုင်းအာဏာပိုင်တွေကဝင်ရောက်ခွင့်ပေးခဲ့ပြီးကျန်သူတွေကိုတော့ပြန်လည်တားဆီးခဲ့တာပါ။အဲ့ဒီပိတ်မိနေတဲ့ကြားဖြန့်လုပ်သားတွေဟာထိုင်းနိုင်ငံမဲဆောက်ဖက်အချမ်းကိုထိုင်းမြန်မာချစ်ကြည်အမှတ်တဲ့တရားအောက်ကနေတရားမဝင်ဝင်ရောက်လာတာလို့မဲဆောက်ရောက်မြန်မာနိုင်ငံသားတွေကပြောပါတယ်။ဒါအပြင်စစ်ကော်မရှင်ကလည်းအဲ့ဒီကြားဖြန့်လုပ်သားတွေကို ဖမ်းဆီးတာတွေမလုပ်ဘူးလို့သိရပါတယ်။လက်ရှိမှာထိုင်းနိုင်ငံဘက်ခြမ်းကို ခိုးဝင်လာတဲ့ကြားဖြန့်လုပ်သားနိုင်ငံသား200ကျော်ရှိနေပြီးထိုင်းနိုင်ငံတာဝန်ရှိသူတွေကဖမ်းဆီးထိန်းသိမ်းထားတယ်လို့ဒေတာတွင်သတင်းဌာနတွေရဲ့ဖော်ပြချက်အရသိရပါတယ်။ဒါအပြင်ထိုင်းတာဝန်ရှိသူတွေကတောင်ရင်းမြစ်ကိုဖျက်ပြီးကမ်းကူးခွင့်ကိုပိတ်ပင်လိုက်ခါထက်မှန်လက်ခံတော့မှာမဟုတ်ဘူးလို့သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးစစ်ကော်မရှင်ကတရားဝင်ထုတ်ပြန်တာမရှိသေးသလိုအွန်လိုင်းငွေလေးလုပ်ငန်းဆောက်ဦးတွေကိုဝင်ရောက်စစ်ဆေးတာရှိမရှိကိုမသိရသေးပါဘူး။ဆက်လက်ပြီးနိုင်ငံတကာသတင်းတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ထိုင်းနိုင်ငံကုခတ်ခရာဘီအပါဝင်တောင်ပိုင်းဒေသများကိုပုံစိမ့်အပူပိုင်းမုန်တိုင်းကြောင့်ဒေကြီးရေရှဲမှု NRA ရှိကြောင်းသတိပေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံဘေးအန္တရာယ်ကာကွယ်ရေးနဲ့ရော့ပါးရေးဦးစီးဌာနကသတိပေးချက်ထုတ်ပြန်ထားပါတယ်။ ဖုန်ဆိုင်အမည်ရှိအပူပိုင်းမုန်တိုင်းဝင်ရောက်မှုကြောင့်အောက်တိုဘာလ23ရက်နေ့ကနေ26ရက်နေ့အထိထိုင်းနိုင်ငံ တောင်ပိုင်းပြည်နယ်14ခုအပြင်ဖရာရှော့ခီရီယန်ခရိုင်တို့မှာရုတ်တရက်ရေကြီးရေလျှံမှုတောင်ကျရေစီးဆင်းမှုနဲ့ရေဝင်းမှုအန္တရာယ်တွေအတွက်အထူးတတိထားကြဖို့တိုက်တွန်းထားပါတယ်။မိုးလေဝသရဲ့အောက်တိုဘာလ22ရက်နေ့ထုတ်ပြန်ချက်အရမုန်တိုင်းဖုန်ဆိုင်ဟာအရှေ့မြောက်ပိုင်းဒေသတို့ကိုမိုးချိုးမုန်တိုင်းတွေယူဆောင်လာတာဖြစ်ပြီးအလဲပိုင်း တောင်ပိုင်းကိုဖျက်ချော်နေတဲ့မုတ်တုံလီတိုင်တိုက်တွေကြောင့်တောင်ပိုင်းဒေသတွေမှာမိုးကြီးခြင်းမှမိုးတဲထန်စွာရာသွန်းခြင်းတွေဖြစ်ပေါ်လာနိုင်ပါတယ်။ဒီလိုရာသီဥတုအခြေအနေတွေကြောင့်ရေဝတ်တဲ့ဒေသတွေနဲ့နိမ့်နေတဲ့နေရာတွေမှာရုတ်တရက်ရေကြီးရေရှမ်းမှုနဲ့တောင်ကျရေစိစိမှုတွေဖြစ်ပေါ်လာနိုင်တယ်မို့အားလုံးကြိုတင်ပြင်ဆင်ထားဖို့လိုအပ်ကြောင်းသတင်းရရှိပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ထိုင်းနဲ့ကမ္ဘောဒီးယားနှစ်နိုင်ငံကြားငြိမ်းချမ်းရေးသဘောတူညီမှုရဖို့အတွက်တိုးတက်မှုတွေရှိနေပြီဖြစ်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးပြောဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်။ထိုင်းနဲ့ကမ်ဘောဒီးယားတို့ကြားဒီသတင်းပတ်အတွင်းပြုလုပ်ခဲ့တဲ့ဆွေးနွေးပွဲဟာအတိတ်ပဲရှိတဲ့တိုးတက်မှုတွေရရှိခဲ့ကြောင်းထိုင်းကာကွယ်ရေးဝန်ကြီးကအောက်တိုဘာလ23ရက်နေ့ကပြောပါရယ်။ဒီလိုတိုးတက်မှုတွေရှိလာတာဟာအောက်တိုဘာလ26ရက်နေ့မှာလက်မှတ်ရေးထိုးပွဲရှိတဲ့ပိုမိုချေပြက်နဲ့အပြစ်ခက်ရက်စဲရေးသဘောတူညီချက်အတွက်ရှေ့ပြင်းနေပေဖြစ်ပါရယ်။ဂလီရှားနိုင်ငံသားရေးဝန်ကြီးကပြီးခဲ့တဲ့သတင်းပတ်မှာပြောကြားခဲ့တာကတော့ အာဆီယံထိပ်သီးအစည်းအဝေးကနေဒီအပြည့်ခက်ရက်စရေးသဘောတူညီချက်လက်မှတ်ရေးထိုးပွဲကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်က လာရောက်တက်တည်ပြုမယ်လို့မျှော်လင့်ကြောင်းသိရပါတယ်။ပြီးခဲ့တဲ့ဇူလိုင်လကဖြစ်ပွားခဲ့တဲ့ရက်ပေါင်း9ရက်ကြာပြည်ပခအတွင်းနယ်စပ်တင်းမာမှုတွေကြောင့်လူပေါင်း48ဦးသေဆုံးခဲ့ပြီးတစ်ဖက်စလုံးကထောင်နဲ့ချီတဲ့ပြည်သူတွေယာယီနေရဆွန့်ခွာခဲ့ရပါတယ်။ဒါဟာဆယ်စုနှစ်များအတွင်းအဆိုးအဝါးဆုံးတိုက်ခိုက်မှုဖြစ်ခဲ့ပါတယ်။ဇူလိုင်လ28ရက်နေ့မှာတော့ American ရဲ့ဂျာဝင်စစ်ဆင်မှုနဲ့အတူဂလီရှားမှာပနာမအပြစ်ခတ်ရက်စဲရေးသဘောတူညီချက်တစ်ခုကိုလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ကွာလာလမ်ပူးမှာပြုတ်လုခဲ့တဲ့ဆွေးနွေးပွဲတစ်ခုပြီးတင်းစာရှင်းလင်းပွဲမှာဝင်းဂျီနက်ဖရွန်ကပြောကြားခဲ့တာကတော့ဖိုင်းနဲ့ကမ်ဘောဒီးယားတာဝန်ရှိသူတွေဟာ American နဲ့မလေးရှားကလေလာသူတွေရှိမှာပဲကန္နာလေးခုအတွက်သဘောတူညီမှုရရှိခဲ့ပြီးပြီလို့ဆိုပါတယ်။အဲဒီသဘောတူညီချက်တွေထဲမှာနေဆက်ဒေတာတွေကနေလက်နက်ကြီးတွေရုပ်သိမ်းဖို့စီမံချက် မိုင်းရှင်းလင်းရေးပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်တွေအပြင်ပူးပေါင်းအဖွဲ့ဖွဲ့စည်းပြီးစိုက်ဘာလိမ်လည်မှုတွေကို ဖြေရှင်းသွားမယ့်အစီအစဉ်တွေပါဝင်ကြောင်းသိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဥရောပသမဂ္ဂရဲ့16ချိန်မြောက်ပိတ်ဆို့အရေးယူမှုအသစ်များရုရှားရဲ့တဘာဝတန်းွက်ရည်ကိုပြစ်မှတ်ထားဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်။ဥရောပသမဂ္ဂ EU ကရုရှားပေါ်16ချိန်မြောက်ပိတ်ဆို့အရေးယူမှုအစီအစဉ်တစ်ကို အတည်ပြုလိုက်ပါပြီ။ဒီတစ်ချိန်ပိတ်ဆို့မှုဟာရုရှားရဲ့တဘာဝတန်းွက်ရည် LNG လုပ်ငန်းကိုပထမဆုံးအကြိမ်ပြင်ပထားခြင်းဖြစ်ပါတယ်။ဒီစီစဉ်ကို EU ခေါင်းဆောင်တွေကယူကရိန်းစစ်ပွဲအတွက်အကူအညီပေးရေးဆွေးနွေးပွဲတွေလုပ်ဖို့ရုရှားကိုရောက်ရှိလာချိန်မှာတရားဝင်အတည်ပြုခဲ့တာပါ။ဒီစီစဉ်ထဲမှာရုရှားကရေနံစင်းနှုန်းကတ်သက်ချက်ကိုရှောင်ရှားဖို့အသုံးပြုနေတဲ့အရေးတင်မောအုပ်စုတွေကိုပြင်ပထားတဲ့အရေးယူမှုတွေလည်းပါဝင်ပါတယ်။ဥရောပကော်မရှင်ဥက္ကဋ္ဌကပထမဆုံးအကြိမ်ဖြစ်ကျမတို့ဟာ ရုရှားရဲ့စစ်ပွဲစီးပွားရေးရဲ့အဓိကဗိုလ်ချုပ်ဖြစ်တဲ့ဓာတ်ငွေကဏ္ဍကိုထိခိုက်အောင်လှုပ်ဆောင်လိုက်နိုင်ပါယူကရိန်းပြည်သူတွေကိုလည်းတရားမျှတပြီးရေရှည်တည်တဲ့နဲ့ငြိမ်းချမ်းရေးမရမရှင်းကျမတို့လက်လျှော့မှာမဟုတ်ဘူးလို့ပြောကြခဲ့ပါတယ် EU ဟာရုရှားကနေ LNG သွင်းကုန်တွေကိုတဖြည်းဖြည်းချင်းပိတ်ပင်သွားဖို့သဘောတူခဲ့ပြီးရုရှားကနေတင်ပေါ်တွေနဲ့တင်ပေါ်တဲ့ဓာတ်ငွေကုန်သွယ်မှုအားလုံးကို2028ခုနှစ်ဇန်နဝါရီလတရက်နေ့နောက်ဆုံးထားပြီးရပ်တန့်ဖို့ညှိမှန်းထားပါတယ်။ပိုက်လိုင်းကနေဓာတ်ငွေထောက်ပံ့မှုတွေရော့ကျသွားပြီးနောက် ဥရောပဟာ2024ခုနှစ်မှာတော့ရုရှား LNG ကိုစံချိန်ဒီပမာဏအထိဝယ်ယူခဲ့တာကြောင့်ရုရှားကိုအကျိုးပြုပြီးယူကရိန်းပေါ် EU ရဲ့ပံ့ပိုးကူညီမှုတွေကို ထိခိုက်စေခဲ့ပါတယ်။ EU ကရုရှားရဲ့အရေးသင်းမောအုပ်စုဝင်သင်းမော118စီးကိုပိတ်ဆို့အရေးယူမှုစီးရင်နဲ့ထည့်သွင်းလိုက်ပါတယ်။ဆိုလိုတာကတော့ရုရှားရင်းနှီးကိုတရားမဝင်တင်ပို့နေတယ်လို့တန်လျာရှိတဲ့သင်းမော958စီးဟာ EU စစ်ကမ်းတွေကိုဝင်ရောက်ခွင့်သို့မဟုတ်အာမခံဝန်ဆောင်မှုရယူခွင့်လုံးဝရတော့မှာမဟုတ်ပါဘူး G7 ဖွဲ့ဟာရုရှားရဲ့ကျူးကျော်စစ်ကိုငွေကြေးထောက်ပံ့မှုဝင်ငွေတွေကိုညှစ်ထုတ်ဖို့အတွက်2022ခုနှစ်ဒီဇင်ဘာလမှာရင်းနှံစည်းနှုံးကန့်သက်ချက်ကိုတက်မှတ်ခဲ့ပြီးယူကရိန်းရဲ့ဥရောပမဟာမိတ်တွေကလည်းစက်တင်ဘာလမှာအဲ့ဒီစည်းနှုံးကန့်သက်ချက်ကိုထပ်မံလျှော့ချခဲ့ပါတယ်။နောက်ထပ်အရေးကြီးမှုတစ်ခုအဖြစ်ဥရောပမှာရှေ့ဆိုင်တဲ့ရုရှားတပ်တော်များအနေနဲ့ EU နိုင်ငံများကြားလွတ်လပ်စွာသွားလာခွင့်ရတာမှမဟုတ်ပါဘူးသူတို့အနေနဲ့ EU အဖွဲ့ဝင်နိုင်ငံတစ်ခုခုကိုခီးသွားလာမယ်ဆိုရင်နိုင်ငံတော်အာဏာပိုင်တွေကိုကြိုတင်အကြောင်းကြားရတာမှဖြစ်ကြောင်းသိရှိရပါတယ်နောက်ထပ်သတင်းပုတ်အနေနဲ့ရုရှားလက်မှကြားဆောင်စစ်တီအလောင်းတစ်ထောင်ပြန်လည်လက်ခံရရှိခဲ့ပြီလို့ယူကရိန်းပြောဆိုတဲ့သတင်းကိုတက်ဆက်ပေးပါမယ်သတင်းရရှိတဲ့အချက်အလက်တွေအရယူကရိန်းဟာရုရှားလက်ထက်ကနေ ယူကရိန်းစစ်မှုထမ်းကြာဆုံးအလောင်းတစ်ထောင်အထိပြန်လည်လက်ခံရရှိခဲ့ပြီဖြစ်ပါတယ်။ရုရှားဘက်ကတော့ဒီအလောင်းတွေဟာယူကရိန်းစစ်တပ်ရဲ့အလောင်းတွေဖြစ်ကြောင်းပြောဆိုထားပါတယ်။ဒီအချက်ကိုစစ်တုံးပန်းများစီမံခန့်ခွဲရေးပေါင်းစပ်ညှိနှိုင်းရေးဌာနချုပ်ကအောက်တိုဘာလ23ရက်နေ့မှာတည်င်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ထုတ်ပြန်ချက်မှာစုံစမ်းစစ်ဆေးရေးအာဏာပိုင်တွေဟာ PDAE ဝန်ကြီးဌာနရဲ့ကျွမ်းကျင်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးပြန်လည်ရောက်ရှိလာတဲ့အလောင်းတွေကိုလိုအပ်တဲ့စစ်ဆေးမှုတွေနဲ့ ွဲခြားတက်မှတ်မှုတွေကိုအကြမ်းီဆောင်ရွက်သွားမှာဖြစ်တယ်လို့ဖော်ပြထားပါတယ်။ဌာနချုပ်ရဲ့အဆိုအရဒီလိုအောင်မြင်စွာပြန်လည်ပို့ဆောင်နိုင်ခဲ့တာဟာပေါင်းစပ်ညီနိုင်ရေးဌာနချုပ် SPU လက်အောက်ရှိဦးပေါင်းစင်တာ Ukraine တက်မရောပြည်ထရေးဝန်ကြီးဌာနနဲ့အခြားဖွဲ့စည်းများစွာရဲ့ဦးပေါင်းဆောင်ရွက်မှုကြောင့်ဖြစ်တယ်လို့သိရပါတယ်။ပြန်လည်ရရှိခဲ့တဲ့ရုပ်လောင်းတွေကိုတက်မှတ်ထားတဲ့နိုင်ငံတော်အထူးပြုဌာနရေးစီပို့ဆောင်ပေးကဦးကင်းစစ်ပက်ဆိုင်ရာစစ်ဆေးမှုတွေအတွက်လွှဲပြောင်းပေးရတာတွေကို ယူကရိန်းတက်မတော်အထွေထွေဝန်ထမ်းဖွဲ့ချုပ်ရဲ့အရက်ဖက်စစ်ဘက်ပူးပေါင်းဆောင်ရွက်ရေးဗဟိုညွှန်ကြားရေးမှူးရုံးနဲ့အရက်ဖက်စစ်ဘက်ပူးပေါင်းဆောင်ရွက်မှုများဆိုင်ရာပူးပေါင်းစင်တာကဝန်ထမ်းတွေကစီမံခန့်ခွဲဆောင်ရွက်ခဲ့ပါတယ်။ဒီလိုအလောင်းလဲလဲမှုမတိုင်ခင်ကတော့မကြာသေးမီကပြုတ်လုခဲ့တဲ့အလောင်းလဲလဲရေးလုပ်ငန်းစဉ်တစ်ခုမှာရုရှားဘက်ကကြာဆုံးသွားတဲ့ယူကရိန်းစစ်သည်တွေရဲ့အလောင်းတွေနဲ့သူတို့ရဲ့ကြာဆုံးစစ်သည်အလောင်းတွေကိုရောနှောပေးပို့ခဲ့တယ်လို့သတင်းတွေကထွက်ပေါ်ခဲ့ပါတယ်။ ။ဒါပြင်ငါအသက်ရှင်နေတယ်လို့အမိပေးထားတဲ့စီမံကိန်းတစ်စိတ်တစ်ပိုင်းနေနဲ့ပြည်ထရေးဝင်ကြီးဌာနကရုရှားကယူကရိန်းစစ်မှုတန်းတွေအဖြစ်မှားရှင်းစွာဖော်ပြခဲ့တဲ့ပုဂ္ဂိုလ်တွေရဲ့ဓာတ်ပုံတွေနဲ့အသေးစိတ်ချက်လက်တွေကိုလည်းမျှဝေခဲ့တယ်လို့သိရပါဗျ။ BNB ရဲ့ညခင်းသတင်းစီစဉ်ကိုဒီမှာပဲရန်နာကြပါမယ်။ရရှိအားပေးကြတဲ့တရားစီတန်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။ Burma Independent Voice